တကယ်လေးစားရတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့လည်း private လုပ်တဲ့သူတယောက်ပဲဟိုပြော private လုပ်တယ်ဆိုတာကကိုကျိုးမဖတ်လုပ်ကြတာဗျာတခါကျရင်ကို့မှာမရှိလဲဒီစိတ်ခံလေးရှိရင်လုပ်လို့ရတယ်เนาะအချိန်အားမှပတ်စံချမ်းသာမှเนาะနောက်ပြီးတော့ဟိုပြောမှဆိုလို့ရှိရင်ဟိုအများကြီးပေါ့ဗျာဟိုအကြောင်းပြချက်တွေအများကြီးရှိရတယ်မှာအဲ့ဒီအကြောင်းပြချက်တွေကိုကျွန်တော်တို့ကစွန့်လွတ်ပြီးတော့လုပ်ကြတာ private လို့ခေါ်တယ်အားကျိုးအတွက်ဆောင်ရွက်တဲ့ဟာ bright တာပဲအများကျိုးတဲ့ဆောင်နေမှာခုနကရွှေလူမငွေလူမဟိုဟာလူမဒီဟာလူမအောင်ကျောင်းလမ်းသွားနေတယ်ဗျာကျောင်းစူးကိုင်းလေးတကိုင်းပလင်းခွဲလေးတစ်ခု လမ်းမှာကြနေတယ်ကျွန်တော်တို့ကအမြင်တော်တယ်ဗျာဒါကိုကျွန်တော်ခွာကြော်လိုက်တယ်အကယ်၍မမြင်တဲ့သူကတက်နေဝရင်စူးညောင်းခလုတ်ထိမိမယ်အဲ့ဒါလေးကိုကျွန်တော်တို့ကအမြင်မတော်တဲ့စိတ်လေးနဲ့ဖယ်ရှားလိုက်မယ်ဆိုတော့ဒါအများကြီးဆောင်းလိုက်တာပဲဒါကပြလိုက်တာပဲဒါအလွယ်ဆုံးလူတိုင်းလုပ်နိုင်တဲ့အရာပဲဟုတ်ကဲ့ကျွန်တော်ကမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးရန်ကုန်တိုင်းအဖွဲ့ကွယ်နှလုံးလောက်လူငယ်များလူမှုကွန်ရီအသင်းရအဲမြစ်လွင်ကိုဖြစ်ပါတယ်ခင်ဗျာနော်အဲကျွန်တော်ကကြတော့ဒီမှာကဘလို့ပါဝင်ပြည့်လဲဆိုလို့ရှိရင် ဲဦးနိုင်နဲ့အရင်စဆုံဝင်တာလေးပြောပြမယ်နော်ဟိုဦးနိုင်နဲ့ကျွန်တော်လည်းကြာတော့ဒါဟိုလုပ်ငန်းကျွန်တော်တို့ကကြာတော့ဒီ service လုပ်ငန်းလုပ်တာပေါ့နော်ရေကကြာတော့ aircon နဲ့ washer set တို့ပေါ့နော်အဲကျွန်တော်တို့ကကျွန်တော်ကကြာတော့ဒီလူမှုကွန်ရီလုပ်လို့တော်တွေ့တယ်လို့လေတကယ်လေးစားရတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့လည်း provider လုပ်တဲ့သူတယောက်ပဲဟို provider လုပ်တယ်ဆိုတော့ကကိုကျိုးမဖတ်လုပ်ကြတာဗျာတခါကျရင်ကို့မှာမရှိလေဒီစိတ်ခံလေးရှိရင်လုပ်လို့ရတယ်เนาะအချိန်အားမှပတ်စံချမ်းသာမှเนาะနောက်ပြီးတော့ဟိုပြောမှဆိုလို့ရှိရင်ဟိုအများကြီးပေါ့ဗျာဟို အကြောင်းပြချက်တွေအများကြီးရှိရတယ်မှာအဲ့ဒီအကြောင်းပြချက်တွေကိုကျွန်တော်တို့ကစွန့်လွတ်ပြီးတော့လောက်ကတာပရိုက်တာလို့ခေါ်တယ်ပရိုက်တာကိုကြိုးမဖောက်ဘူးသူများအကျိုးကိုလောက်ကတာအားကြောင့်ကိုကြိုးတွေစွန့်ရတာလည်းရှိတယ်နော်ပရိုက်တာကအများကြီးဒီငလင်ဘေးမှာရောကျွန်တော်တဘာဝဘေးတိုင်းမှာစွန့်စွန့်တမန်ရှိရတယ်ကျွန်တော်တို့ထက်စီနီယာတွေရှိတယ်ကျွန်တော်တို့ထက်လုံနောင်နေသူလုံနိုင်နေသူတွေရှိတယ်ပေါ့နော်တကယ်ကိုလေးစားအားကြတယ်ဂုံယူတယ်ဒီညီလေးကအဲ့ထဲမှာမှပရိုက်တာကျဲပွန့်နေဖြစ်သွားတာဘလို့ကျဲပွန့်နေပြ तू ကကြတော့ဈေးကဲကြောင်ရောင်းတာဗျရောင်းရနေပြီးတော့ကျွန်တော်တို့ကလည်းအဲ့ကတကယ်ကျွန်တော်ဒီရန်ကုန်ကလူနဲ့မန်း မန္တလေးစကိုင်းအပူချိန်နဲ့မတူဘူးဗျကျွန်တော်ဟိုရောက်တော့တကယ်မောတာကျွန်တော်ကိုယ်တိုင်တကယ်မောတာအဲမောတဲ့အချိန်မှာသူနဲ့ကျွန်တော်တော့အဲ့တော့မဆုံလိုက်ဘူးဗျနော်ဟိုဒီအဲ့လိုကျွန်တော်တို့အဲ့လိုလတ်လူတဲ့သူတွေလာပြီးတော့ကယ်ဆယ်ရေးလုပ်တဲ့သူတွေကို तू ကလည်း तू ရောင်းတဲ့ဟာတွေမရောင်းတော့ဘဲနဲ့ဒီကဲတော့လေးတွေအမောပြည့်စီတဲ့ဈေးချင်းနဲ့စိတ်နဲ့ तू ကပြန်လှူဒန်းပေးတာဒါနပြူတာပေါ့နော်အဲ့ဒါကဘာဖြစ်လဲဆိုကျွန်တော်ပရိဒါအသမားတွေပေါ့နော်မတူညီတဲ့စိတ်ကလေးတွေမှာ तू လည်းပရိဒါလောက်တာပဲဒါလည်း ဟိုစူးတောင်းခြင်းတော့မတူလှုပ်ဆောင်မခြင်းမတူ तू ကအဲ့ချိန်မှာအဲ့လိုလုပ်တော့အမောလေးပြောမြင်းသူတူကလည်းသူ့ကိုတကယ်ချီးလဲချီးကျူးရတယ် तू အသိစိတ်ကလေးတွေအသိမှတ်ပြသွားတယ်ကံညာပေါ့နော်ဟာသူကသူကကံလည်းအရန်ကောင်းသွားတယ်နောက်တစ်ခါဒီ pride တွေကလည်း तू အရန်အချိုးပေးသွားတယ် pride လို့တိုင်းလည်းကံကောင်းနေတာမဟုတ်ပါဘူးဗျာအမ် pride ကဘယ်လောက်ထိဟိုကျွန်တော် personal ပေါ့နော်ကျွန်တော်ခံယူချက်ပဲကျွန်တော်ပြောမယ် pride ဆိုတာကဘာလဲဆိုတော့ကိုကျိုးမဖတ်ဘူးသူများအချိုးဆောင်ရတယ်ဒါ pride ပဲသူများအချိုးဆောင်တဲ့နေရာမှာကျွန်တော်တို့ကဟိုပတ်စံတက်နိုင်မှာလောက်ရတာလည်းမဟုတ်ဘူး အားမလောက်ကြတာလည်းမဟုတ်ဘူးအခုပေါ့နော်ကျွန်တော်ကလမ်းသွားရင်းနဲ့ဗျာအားအကျိုးအတွက်ဆောင်ရွက်တဲ့ဟာ bright တာပဲအများအကျိုးအတွက်ဆောင်နေမှာအခုတော့ရွှေလူမငွေလူမဟွာလူမဒီကလူမအောင်ကျွန်တော်လမ်းသွားရင်းနဲ့ဗျာကျွန်တော်စူးကိုင်းလေးတခါပလင်းခွဲလေးတခုလမ်းမှာကြနေတယ်ကျွန်တော်တို့ကအမြင်တော်တယ်ဗျာဒါကိုကျွန်တော်ခွတ်ကြော်လိုက်တယ်အကယ်၍မမြင်တဲ့သူကတက်နေဝါရင်စူးညောင်းခလုတ်ထိမိမယ်အဲ့ဒါလေးကိုကျွန်တော်တို့ကအမြင်မတော်တဲ့စိတ်လေးနဲ့ဖယ်ရှားလိုက်မယ်ဆိုတော့ဒါအများကြီးဆောင်းလိုက်တာပဲဒါကပြလိုက်တာပဲဒါအလွယ်ဆုံးလူတိုင်းလုပ်နိုင်တဲ့အရာပဲ ဟုတ်ကဲ့ဒီသူတို့နဲ့အဲ့ဒီကျွန်တော်တို့ဒီရေဘေးမှာတွေ့ကြတာပေါ့ဒီဘေးမှာတွေ့တော့ဟိုစကားပြောရင်းနဲ့ဒီလေးတို့ကဟိုသွားကူရမယ်ဒီသွားကူရမယ်ဟိုကလည်းသူချင်းတန်းချင်းသိရှိတယ်အဲ့တော့သူတို့နဲ့ချိန်ဆက်ပြီးအများကြီးမေးရတာပေါ့ဘာလိုအပ်လဲဘာဖြစ်လဲရေလားအဲ့ဒီတော့လည်းပြဿနာတက်တာရေအရေဆိုလဲအဲ့ဒါကူပါအောင်ကိုတယောက်တည်းလည်းမဟုတ်ပါဘူးကိုနောက်မှာအဲ့ background တွေပေါ့ ီမံအုပ်စုတွေပြည်ကြီးတရားရအုပ်စုတွေရက်ွက်တရားအုပ်စုတွေရှိသမျှအုပ်စုတွေအကုန်လုံးလောက်ပါအောင် Facebook တွေတင်အလူတွေခံပြီးတော့ဒါကလည်းမှရေတန်းလူတွေလူတွေသူတို့သူကားနဲ့ရေတန်းတွေတင်နှစ်ခေါက်လားမသိထွက်တာနော်နှစ်ခေါက်သုံးခေါက်အဲ့လောက်ထွက်ပြီးတော့ဒူရတာပေါ့ဗလာဟိတဘယ်တန်းအစလုပ်ပြခဲ့လဲဆိုတော့ជីជីမမကိုလည်းတိတ်တော့မမှတ်မိဘူးအဲ့လိုအမြဲတမ်းအလူတန်းလောက်တာတော့ဝန္နာပါတယ်လို့ပဲပြောရမှာပဲမြင်မြင်တဲ့နေရာ သွားသွားတဲ့နေရာကလေးလေးတွေတွေ့လဲကလေးလေးတွေမဟုတ်ကြွေးတာပဲအခွေးလေးတွေတွေ့လဲခွေးလေးတွေမဟုတ်ကြွေးတာပဲအတူတရာရှိရင်လည်းအဲ့လိုမျိုးတူတာပဲမျက်စိကြီးမြင်တော့အဲ့ဒါဟိုကခိုးလုံးနိုင်တာတော့အကုန်လောက်တာပါဟုတ်ပဲပါဟုတ်ဟိုကျွန်တော်တို့ပရိုက်တာဆိုတာကတူးတဲ့ကောင်းလို့လည်းမရဘူးပေါ့နော်အသင်းအဖွဲ့တစ်ဖွဲ့လုံးကောင်းရတယ်အစုအဖွဲ့တစ်ဖွဲ့လုံးကောင်းရတယ်အဲ့လိုမျိုးဟိုစစ်စီလုံးလုံးနဲ့လောက်ကြတယ်နောက်ပြီးတော့ဟိုသူများကိုကင်နေတဲ့ကိုဘေးမဖြစ်အောင်လည်းဘူးဆိုင်ကြတာပေါ့နော်အဲ့လိုမျိုးလေးတွေအများကြီးရှိတယ် ဟိုကျွန်တော်တို့တစူးတစည်းတဲ့တဲ့ကောင်းလို့မရအောင်နောက်ပြီးမှကျွန်တော်တို့ကြီးပဲလေအင်အားနဲ့လည်းမရဘူးအလူရှင်တွေရဲ့အင်အားလည်းပါမှာပေါ့နော်အလူရှင်စရာကဒါကျွန်တော်တို့လှူရတာမဟုတ်ဘူးပေါ့နော်ဟိုကျွန်တော်တို့ကနေမှတခါကျရင်ကိုယ်တိုင်မသွားနိုင်ဘူးအလူရှင်ကပြောသလိုပါပဲဟိုဆိုင်းတော်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ personal ပေါ့နော်အလူငွေဘလောက်ဝင်လဲဘလောက်ထွက်လဲသူပါပေးလဲတိတ်ပြီးတော့ကျွန်တော်မမေးဘူးကျွန်တော်ရန်ကုန်ရောက်တော့ဟိုလှုပ်ချင်တာလေးလိုက်ပြည့်စည်းပေးတယ်လူလေးတွေလှုပ်ပေးတယ် အဲ့လောက်ပါပဲတိတ်တော့အများကြီးတော့ကျွန်တော်ဟိုကမဖြစ်ပါဘူးဟုတ်ကဲ့ဟုတ်အားလုံးရည်သူပါပါပါ